ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာလာမယ့်နိုဘလာ၁၈ရက်နေ့ကိုရောက်ရင်ကျင်းပမယ့်မြန်မာလက်ရွေးစင်မျိုးသားတင်တဲ့အာဖဂန်နစ္စတန်လက်ရွေးစင်မျိုးသားတင်တို့ရဲ့အာရှဖလားရှစ်စစ်ပွဲကိုအာရှဘောလုံးဖွဲ့ချုပ်ကရက်ရွှေ့လိုက်ပြီလို့သိရှိရပါတယ်ခင်ဗျာဒါကြောင့်မူလစီစဉ်ထားတဲ့နိုဘလာ၁၈ရက်နေ့မှာမြန်မာနဲ့အာဖဂန်နစ္စတန်တို့ရဲ့အာရှဖလားရှစ်စစ်ပွဲဒုတိယကြော့ရှိတော့မှာမဟုတ်ပါဘူးဒီကိစ္စကိုပြည်သက်လက်သိရှိပြီးသားဖြစ်ပါတယ်ပွဲစဉ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့မှာကစားဖို့အတွက် AFC ကစီစဉ်ပေးခဲ့တယ်။ဒါရမြန်မာဘက်ကဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့မှာကစားဖို့အတွက်ဘယ်လိုမှအဆင်ပြေနိုင်မှုဒီပွဲကိုကွင်းပြောင်းရွှေ့ပေးပါလို့တောင်းဆိုခဲ့တယ်ခမ ्या ။အစောပိုင်းမှာတော့အာရှဘောလုံးဖွဲ့ချုပ် AFC ဘက်ကနေပြီးတော့ကွင်းပြောင်းရွှေ့ဖို့နေရာရှာခဲ့တယ်။ဒါပေမဲ့ပြိုင်ပွဲနီးနေတဲ့အတွက်အဆင်မပြေမှုတွေဖြစ်ပေါ်ခဲ့တယ်ပေါ့လေ။ဒါကြောင့်အာရှဘောလုံးဖွဲ့ချုပ်ဟာမြန်မာနဲ့အာဖဂန်နစ္စတန်တို့ရဲ့ပွဲစဉ်ကို ရက်ပါရွှေ့ဆိုင်းလိုက်ပြီလို့သိရှိရတယ်ခင်ဗျအစောဆုံးအနေနဲ့2026ခုနှစ်မတ်လတဲ့ကိုရောက်ရင်ကျင်းပဖို့ရှိနေတယ်နိုင်ငံတကာပွဲစဉ်သတင်းမှတ်ကိုရောက်မှမြန်မာနဲ့အာဖဂန်နစ္စတန်တို့ရဲ့အာရှဖလားရှစ်စပွဲဒုတိယအကြော့ပြန်လည်ပါဝင်လာလိမ့်မယ်လို့သိရှိရပါတယ်ခင်ဗျအစောပိုင်းကတော့ဘင်္ဂလားဒေ့ရှ်ဟာသူတို့နိုင်ငံစီကိုအာဖဂန်နစ္စတန်အသင်းပွဲကစားဖို့ရောက်လာမှာဖြစ်တဲ့အတွက်အာဖဂန်နစ္စတန်နဲ့ဘင်္ဂလားဒေ့ရှ်တို့ရဲ့ရှေ့ဆန်းပွဲတောင်စီစဉ်ထားခဲ့ပါတယ်ဒါပေမဲ့မြန်မာဘက်ကနေတောင်းဆိုလို့ အာရှဘောလုံးဖွဲ့ချုပ်ကနေဒီပွဲကိုဘင်္ဂလားဒေ့ရှ်မှာမကျင်းပါတော့ဘူးလို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာဘင်္ဂလားဒေ့ရှ်အနေနဲ့အစားထိုးအသင်းတစ်သင်းရှာဖွေခဲ့ရပါတယ်လက်ရှိမှာတော့နီဘောအသင်းကလက်ခံလိုက်တဲ့အတွက်နီဘောနဲ့ဘင်္ဂလားဒေ့ရှ်တို့ဟာနော်မာလာ73ရက်နေ့မှာနိုင်ငံတကာရှေ့ဆန်းပွဲရှင်မြန်ကစားဖို့ရှိနေပါတယ်ခင်ဗျဟုတ်ကဲ့အာဖဂန်နစ္စတန်နဲ့မြန်မာအသင်းတို့ဟာအာရှဘလားရှေ့ဆန်းပွဲပထမကြော်ကို မြန်မာမြေမြန်မာရေမြန်မာကွင်းမြန်မာပြည်သက်ရှိမှမှာကစားခဲ့ရပါတယ်။အဲ့ပွဲစဉ်တော့ကမြန်မာအာဖဂန်နစ္စတန်ကိုနှစ်ဂိုးတစ်ဂိုးနဲ့အနိုင်ရရှိခဲ့တယ်။နောက်တစ်ပွဲမှာမြန်မာပါကစ္စတန်ကိုတခုခုမရှိနိုင်ထားတယ်။ဒါပေမဲ့မြန်မာဟာစီးရီးယားနဲ့ကစားတဲ့နှစ်ကြောလုံးမှာအချုံရလက်တွေနဲ့ရင်ဆိုင်ကြုံဆုံခဲ့ရတယ်။စီးရီးယားကိုသုံးဂိုးခုမရှိနဲ့တခုတချောရှုံးတယ်ပေါ့လေ။နောက်ပြီးတော့နောက်တစ်ချောမှာငါးဂိုးတစ်ဂိုးနဲ့ရှုံးခဲ့တယ်ခမ။ဒါကြောင့်မြန်မာအသင်းအနေနဲ့ရှေ့စစ်ပွဲအောင်မြင်မှုကတော့အခွင့်အရေးမရှိတဲ့လောက်နှဲပါသွားခဲ့ဖြစ်ပါတယ်။ဒါပေမဲ့ normal 16ရက်နေ့မှာ မြန်မာနဲ့အာဖဂန်နစ္စတန်တို့ရဲ့ပွဲကတော့အစောပိုင်းကကွင်းရွှေဆိုင်တယ်ပေါ့လေကြောက်မယ်ဆိုရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကမျိုးမှမကျင်းပါတော့ဘူးနောက်ထပ်ကွင်းတစ်ခုရှာမယ်ဆိုပြီးတော့ကွင်းရွှေဆိုင်မှုလုပ်တယ်ဒါပေမဲ့အခုကျတော့ကွင်းရှာပွဲတာအဆင်မပြေတဲ့အတွက်ပြိုင်ပွဲကျင်းပမယ့်ရက်ကိုပါရွှေဆိုင်လိုက်ဖြစ်ပါတယ်2026ခုနှစ်မတ်လတဲ့ကိုရောက်မှာပဲမြန်မာနဲ့အာဖဂန်နစ္စတန်တို့ရဲ့အာရှဖလားချစ်စပွဲဒုတိယအကြိုကိုကျင်းပတော့မှာဖြစ်တယ်လို့သတင်းကြားသိရပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ